ျွန်တော်ကလေချွေးတာတာလည်းမဟုတ်ဘူးကစီးကုတ်တာလည်းမဟုတ်ဘူးပြီးတော့ဘလို့ဟိုချွေးစူဆောင်းတာလည်းမဟုတ်ဘူးအဓိကဘာလဲဆိုတော့ကျွန်တော် financially အရာကျွန်တော်ကအဲ့လို management ကိုကျွန်တော်ကောင်းကောင်းနိုင်တယ်အလုပ်စလုပ်တဲ့0နဲ့စခဲ့တဲ့အချိန်တွေရတယ်ကျွန်တော်လက်ထဲမှာပတ်စံပြတ်သွားလို့ပါဆိုပြီးတော့တခြားလူစီကနေပြီးတော့အဲ့လိုပတ်စံချီးရတဲ့အနေအထားမျိုးကျွန်တော်မရှိခဲ့ဘူးကျွန်တော်အဲတလားကိုကျွန်တော်ဟို9000ရရလဲအဲ့9000နဲ့ကျွန်တော် ရအောင်စားပြမယ်မယုံမရှိနဲ့ကျွန်တော်ရအောင်စားပြမယ်ဒီခေတ်တည်းကိုပြောမှာကျွန်တော်စားလုပ်တဲ့အချိန်တော့ပြောပြရနော်အဲဥပမာပြောပြဟိုစကားကိုအကြီးကြီးပြောတာမဟုတ်ရအောင်စားလို့ရတယ်အဓိက management ကောင်းကောင်းနိုင်ဖို့ပဲအရေးကြီးတာဘယ်လောက်ကိုငါစားမယ်ငါရဲ့ဝင်ငွေကဘယ်လောက်ရှိတယ်ငါဘယ်လောက်ပဲသုံးမယ်ဆိုတာဒါ management ကောင်းကောင်းလုပ်နိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်သက်ဆန်လုံးဝမရှိဘူးတကယ်ပြောတာယုံမှာမဟုတ်မရှိရင်ကျွန်တော်ဘိုင်းမောင်းနေတယ်သက်ဆန်မကြည့်ကိုချင့်ရင်တော့အဲ့လိုမျိုးအကုန်လုံးကို ပေးကမ်းပါတယ်အန်းနေဆိုတဲ့စကားကြီးကအရင်ယာရင်လေဟိုအချင်းနောက်ကနေပြီးတော့စေတနာမေတ္တာတွေပါလာတာကွာပြင်းရမှာလေကိုကြီးစုံတော့ပြောတယ်ဟိုကိုစီကဘာမှအလကားရမရှိဘူးတဲ့ရှစ်တင်လိုက်ပြီးတော့တခါလေးပို့ပေးရင်တော့မသစီဘိုးပြန်တောင်းနေဟိုဒါတွေကကျွန်တော်အဓိကလူငယ်တွေလူငယ်တွေကိုယ့်ရဲ့ဒါငယ်တွေကိုဒါကျွန်တော်သိစေချင်တာဘယ်မှအလကားမရဘူးဘယ်မှအလကားမရပါဘူး effort တစ်ခုထုံးမှသာဒါမှလည်းစူးစမ်းခြင်းတွေရှိမှာလीเนาะ ဒါတွေကဘဝသင်ခန်းစာတွေပေးတာပါကျွန်တော်တို့ဒါကတော့စိန်နန်းတော်ရဲ့ခုနှစ်နှစ်ပြည့်အထိမ်းအမှတ်နေနဲ့ကျွန်တော်တို့19လမ်းမှာပေါ့နော်19လမ်းဒါစိန်နန်းတော်ဆိုင်ပွဲမှာကျွန်တော်တို့အဲ1 3 4အဲ၃ရက်တိုင်တိုင်းဒါကျွန်တော်တို့ promotion လုပ်ပါတယ်အဲဒီနေ့ဒီမှာကျွန်တော်တို့စိတ်နှမ်းတော့ကနေစိတ်နေဝယ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့25 discount 25% discount လည်းပေးတယ်ပြီးတော့စိတ်တယ်နဲ့ဒါရွှေပြူတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အလဲ0%ဒီလို promotion တွေ ေးပေးနေတာဖြစ်ပါတယ်မနက်ဖြန်ဒါကျွန်တော်တို့ကတော့ဒီနေ့က3ရက်နေပေါ့เนาะမနက်ဖြန်4ရက်နေ1ရက်လေးကျန်ပါလေးရခင်ဗျာဟုတ်စိန်နှန်းတော့တော့မြန်မာနိုင်ငံမှာနာမည်ရပီတာစိန်ဆိုင်လည်းဖြစ်တယ်ပေါ့เนาะအမ်ပြီးတော့အဲသူဒီအားပေးရလူနဲ့လည်းသူရှိပြီးသားပြီးတော့တခြားစိန်တွေတွေဝယ်လို့ရှိနေရှင်လည်းဒါစိတ်ချယုံကြည်ရတဲ့အတွက်စိန်နှန်းတော့မှာပဲဝယ်စီခြင်းပါတယ်စိန်နှန်းတော့မှာဆိုရင်ဆုံးကအရန်သဘောကြတော့စိန်ဆက်တွေဆိုအရန်သဘောကြတယ်လို့မျိုးအကြီးကြီးဆိုလို့ရှိရင်အရန်သဘောကြတယ်ကိုကိုတိုင်းလည်းဟိုကြိုက်တယ်ပေါ့ အာကျွန်တော်တော့ပြောစရာမလိုလေစိန်မှာဆိုလို့ရှိရင်စိန်ရည်သွေးပြေးသွားပြီးတော့ brand စိန်ဆိုင်ကြီးဖြစ်တဲ့စိန်နန်းတော်ရဲ့စိန်နေဆိုတော့ဒါလုံးဝ bling bling နဲ့ဒါစိန်စိန်ရည်သွေးဆိုလို့ရှိရင်လည်းအရင်ပြေးသွားတယ်ဆိုတော့အဲပြီးတော့စိန်နန်းတော်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့မသိရသူမရှိမရှိအောင်ကိုဒါနာမည်ရပြီးသား brand စိန်ဆိုင်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အခုတည်းလည်းပြောစရာမလိုပါဘူးကျွန်တော်လက်မှာဆိုတော့အကြီးကြီးပဲဒါစိန်တွေအမချွေတာပါဘူးအခုနောက်နောက်ပိုင်းမနေတော့ဘူးကျွန်တော် အဲ့လိုပြောခံရမှာလို့မနေတော့ဘူး။နောက်ညီမလေးပြောပြလိုက်။ရှင်ဟုတ်တယ်အဲ့လိုအဲ့လိုကြားမှုတယ်အဲ့လိုမျိုးလေး။အဲ့ဒါရယ်ကောလာဟာလာရပါညီမလေးရယ်ဟုတ်ပါဘူးတကယ်တော့။ဆောင်းလုံးညာရုံမှာကိုကြီးတို့နဲ့မဆုံဖြစ်လိုက်ဘူးဆိုတော့လေဒါမဲ့တခြားမတူလို့နဲ့ပါနဲ့ဆုံးရှင်။သူတို့ကအဲ့လိုပဲအပုံချရပါညီမလေးရယ်ဒီလိုပါပဲအပင်မြင်တော့လေတိုက်တော့စောင်းဝီမီတို့ကအဲ့လိုပဲအခုအတင်းနေတုတ်ကြအောင် အာလုတ်ပြန်ပြီဒီအိမ်ကနေပြီးတော့ကျွန်တော်နောက်တလုံးဝယ်မှဖြစ်တော့ပဲတင်လိုက်အာလိုပါပဲထင်ကြီးပြီးကြတာပေါ့တကယ်တော့အိုက်ထက်များတယ်ဟမ်ငါတော့မရမလားအာမအာမတို့ကျန်တော့မယ်စတာပါနော်ပျော်စီပြည့်စီစတာနော်ကိုပရိသတ်တွေကိုချစ်လို့ဟမ် စီစည်းတွေရန်စည်းကြီးနေကိစ္စတောင်းအောင်မောက်ဖို့ကာကာရေတာဟာတောင်းအောင်မယ်လေလကားရရှိတာအော်တဲပန်နီပင်ဒီယာမာရေကိုအေးစုံတော့ပြောတယ်ဟိုကိုစီကဘာမှလကားရမရှိဘူးတဲ့ shooting live ပြောတခါလေးပို့ပေးရင်တော့မသစီဘိုးပြန်တောင်းတယ်ဟုတ်ဒါတွေကကျွန်တော်အဓိကလူငယ်တွေလူငယ်တွေကိုရဲ့ဒါငယ်တွေကိုဒါကျွန်တော်သိစေချင်တာဘယ်မှလကားမရဘူးဘယ်မှလကားမရပါဘူး effort တစ်ခုထုံးမှသာ ဒါမှလည်းစူးစမ်းခြင်းတွေရှိမှာလေနော်ဒါတွေကဘဝသင်ခန်းစာတွေပေးတာပါနော်အာလုတ်ပြန်ပြီဒီပတ်စံနေရောပိုင်ပိုင်မှုတွေပဲမေးနေကြတယ်ဒုက္ခပဲရှိတယ်ရှိတယ်ထားတဲ့ရှိတယ်ကျွန်တော်ကလေချွေးတာတာလည်းမဟုတ်ဘူးကစီကုတ်တာလည်းမဟုတ်ဘူးပြီးတော့ဘယ်လိုဟိုချွေးစူဆောင်းတာလည်းမဟုတ်ဘူးအဓိကဘာလဲဆိုတော့ကျွန်တော် financially အရာကျွန်တော်ကအဲ့လို management ကိုကျွန်တော်ကောင်းကောင်းနိုင်တယ် အဓိကကကျွန်တော်ဟိုးစတဲ့ကလည်းကျွန်တော်စအလုပ်စလုပ်တဲ့က0နဲ့စခဲ့တဲ့အချိန်တွေကလည်းကျွန်တော်လက်ထဲမှာပတ်စံပြတ်သွားလို့ပါဆိုပြီးတော့တခြားလူစီကနေပြီးတော့အဲ့လိုပတ်စံချီးရတဲ့အနေအထားမျိုးကျွန်တော်မရှိခဲ့ဘူးကျွန်တော်အဲတလားကိုကျွန်တော်ဟို9000ရရလဲအဲ့9000နဲ့ကျွန်တော်ရအောင်စားပြမယ်မယုံမရှိနဲ့ကျွန်တော်ရအောင်စားပြမယ်ဒီခေတ်တည်းကိုပြောမှာကျွန်တော်စလုပ်တဲ့အချိန်တော့ပြောပြရအောင်အဲဥပမာပြောပြတာဟိုစကားကိုအကြီးပြောတာမဟုတ်ရအောင်စားလို့ရတယ်အဲ့ အဓိက management ကောင်းကောင်းနိုင်ဖို့ပဲအရေးကြီးတာဘယ်လောက်ကိုငါစားမယ်ငါရဲ့ဝင်ငွေကဘယ်လောက်ရှိရငါဘယ်လောက်ပဲသုံးမယ်ဆိုတာ management ကောင်းကောင်းလုပ်နိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်တကယ်တကယ်ပါအဲ့ဒါအဲ့လိုတော့မဟုတ်ဘူး main key နဲ့ယောက်ျားလေးနဲ့မဆိုင်ဘူးကျွန်တော်တွေ့ပြီးရ main key တချို့လည်းရှိတယ်အင်းရရင်ရတယ်လို့သုံးပလိုက်တာမျိုးတွေလည်းရှိတယ်ဒါယောက်ျားလေးနဲ့ main key နဲ့မဆိုင်ဘူးအဓိကကကိုဖြတ်တန်းခင်းရတဲ့ဘဝတွေ့ကြုံတွေမှာ ဟိုတင်ငန်းစာတွေယူပြီးတော့มาအဲ့လိုမျိုးလုံးဖြစ်တာပါအဓိကတော့အဲလိုပဲပြောရမှာပေါ့ဒီကြောင့်ပြတ်တယ်လေလားကျွန်တော်ပြောရမှန်လို့လားထောက်ခံတယ်ထောက်ခံတယ်ဒါဆိုဘောကတခြားမှာဖြစ်တာမရှိဘူးကိုသက်ဆန်လုံးဝမရှိဘူးတကယ်ပြောတာယုံမှာမဟုတ်မရှိဘူးမရှိရင်ကျွန်တော်ဘိုင်းမောင်းနေတယ်သက်ဆန်မရှိဘူးကျွန်တော်ကျွန်တော်စီကနေလာချင်းရင်လည်းကျွန်တော်ကမကြိုက်ဘူးဘာကြောင့်မကြိုက်ဘူးလဲဆိုတော့ကျွန်တော်ပေးနိုင်ရင်ကျွန်တော် ိုဥမာထားပါတော့ပေးလိုက်ပေးနိုင်တယ်လို့ကျွန်တော်ပေးလိုက်တယ်။ဘာကြောင့်လဲဆိုတော့အခင်မင်မှုအယံပြတ်လို့ခင်မင်မှုအယံပြတ်တယ်ဆိုတာကလေကိုကတော့အော်သူ့ကိုကူညီပေးလိုက်တယ်ပေါ့နော်။ဒါပေမဲ့ပြန်မပေးတဲ့အခါမျိုးကိုကသွားတောင်းရင်မိတ်ဆွေကနေပြီးတော့အလကားနေကိုပတ်စံကိုပြန်တောင်းတဲ့အချိန်မှာရန်သူဖြစ်ရတယ်။ဒါတွေကလည်းအတွေ့အကြုံပဲပြီလား။အဲ့လိုဆိုတော့တွေ့ခဲ့ကြုံခဲ့ရတာတွေကအလကားနေနဲ့မိတ်ပြတ်သွားတဲ့အခါကျတော့မကောင်းဘူး။ ဲ့မှာလာရှိရဲ့အချိန်မှာကိုမှာအကြောင်းပြချက်လေးတခုခုပေးပြီးတော့ဟိုကိုတတ်နိုင်တဲ့လောက်လေးကူညီလိုက်တာကျေးဇူးတင်ခံရတယ်။ချီးပြီးတော့မှပြန်ပြန်တောင်းတဲ့ခါကျရင်အဲကြလို့ရှင်မိကြီးပြက်ပေါ့။ဆက်ဆံရေးတွေကပြတ်တောက်ပေါ့။အဲ့လိုမျိုးတွေကြုံခဲ့ရဘူးလေဆိုတော့ကျွန်တော်ကမချီးဘူးပေါ့။ဒါအတူယူရပါဘောဒါကိုရိုးကအရန်အဲ့လိုသစ္စာတေတေချာချာလေးတုံးနေဆိုဆုံးလုံးဆိုအရန်ဟွာဖြစ်တာလေးဝဲရလေးအခုဒီစုတက်တက်ထဲမှာတော့မပါသေးဘူးဆိုတော့ဒါကိုကိုကြီးဆရာနေပြီးတော့အတူယူရတာပေါ့။ ဒါပေမဲ့ကျွန်တော်ကကိုချင်းရင်တော့အဲ့လိုမျိုးအကုန်လုံးပေးကမ်းပါတယ်အဲ့နဲ့ဆိုတဲ့စကားကြီးကအရင်ကြရင်ဟိုအချင်းနောက်ကနေပြီးတော့စေတနာမေတ္တာတွေပါလာတာတူပါအဲ့လိုကစီမနေဘူးပေါ့နော်ဟာအဲ့လိုအဲ့လိုနေရာမှာမနေဘူးဟောကနေဟောကနေပဲဘယ်လောက်ပဲပေးရပြီဘယ်လောက်ပဲပေးရပြီဘယ်လောက်ပြေးဘူးလဲဟမ်ဘယ်လောက်ပြေးဘူးလဲဟမ်ဘာကြောင့်ပုံပြောင်းလဲ ။စယုံကကြတော့ကျွန်တော်တို့ရဲ့ဒါဂျူနီယာညီမငယ်ငယ်လေးတွေထဲမှာပါတာပေါ့နော်။ငယ်ငယ်လေးဒါတသစ္စာမင်းသမီးလေးတွေပေါ့။အဲတခါမှတော့အဲ့လိုမျိုးရိုက်ကူးရေးမှာတော့မစုံဘူး။ဒါပေမဲ့အပြင်ဒီ social network မှာတော့ဒါကျွန်တော်တို့တွေကဟိုမိတ်ဆွေပေါင်းသင်းတွေဒီအမျိုးကျွယ်ဖြစ်တဲ့ခါကျတော့ဆုံကြတွေ့ကြတာလေးရရှိတာပေါ့။အိမ်မှာအဲ့လိုအမြဲပြောဖြစ်တယ်တွဲရိုက်ခြင်းနဲ့မင်းသားထဲမှာကိုကောင်းမဆန်ပါဟုတ်တယ်။ ပြီးတော့ဆောင်းတော့ဒီ MRT4 မှာဆောင်းရှောက်ဖြစ်တာဆိုလို့ရှိရင်အခု comment ဆန်တို့ကကြည့်ပြီးတော့မင်းသမီးဖြစ်ချင်တာ MRT4 ရဲ့ဇလန်းတွေမင်းသမီးဖြစ်ချင်တာပေါ့နော်ငငယ်လေးတွေကပြတယ်ငငယ်လေးတွေကဆောင်းကိုရမရှိသေးရဲ့အဲ့တော့ဘယ်လိုရှိဒီတိုင်းမယ်တကယ်ဒီတိုင်းပါပဲတော့ပြောပြီးတော့ဟောနုဟောကိုတော်နုလာသေးဟုတ်တယ်ကျွန်တော်တို့ဒါ အမြဲတမ်းပဲပေါ့နော်ကျွန်တော်တို့စိတ်နှမ်းတော်နေဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းလက်တွဲပြီးတော့အလုပ်တွေလုပ်ဖြစ်တယ်ကျွန်တော်တို့အဲလိုအပ်တဲ့ပစ္စည်းလေးရှိလို့ရှိရင်လည်းအဲကျွန်တော်တို့အမြဲတမ်းဝယ်ယူအားပေးတဲ့ဆိုင်ဆိုင်တွေရမှာတစ်ဆိုင်တည်းဖြစ်တယ်စိတ်နှမ်းတော်အမြဲတမ်းယုံကြည်မှုဒါကစ္စတမာတွေရဲ့ယုံကြည်မှုအမြဲတမ်းရထားတယ်အဲ brand စိတ်ဆိုင်ကြီးမှာဒါကျွန်တော်တို့အဲခုနပြောသလိုပဲကျွန်တော်တို့အဲဒီမေလ1 3 4ရက်ကိုအ3ရက်ကိုဒါ အာ promotion ဒါ16လမ်းဆိုင်ခွဲမှာလုပ်နေပါတယ်အဲ့တော့လာရောက်ဝေယူအားပေးကြပါအောင်လို့ပြီးတော့ဒါကျွန်တော်တို့နဲ့လည်းလာတွေ့ပါအောင်လို့အဲမြေတရက်ခံပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာโอเคอ่าก็ไปเลยบาเวดีเมลา1 3นี่มาสมมุติดีสโกลันสายกวยมาสิ่งเดย์ဆိုလို့ရှင်လဲ25%ดิสကောင့်ပေါ့เนาะရှင်းပြတယ်ဆိုလို့ရှင်လဲအလဲ0%နဲ့ပေးနေပါတယ်အဲ့အတွက်လာရောက်ဖို့ဖိတ်ခေါ်ပြပါရှင်